ဲ့ပါလေယုံနဲ့နဲ့အဲ့ဒီယုံနဲ့နဲ့ကရှုရမှာပဲဟုတ်တယ်ရှုရဒါမဲ့လို့တိစရာလို့ပြောတယ်ဘယ်လိုလဲတိစရာဒီယုံနိုင်ရင်သိရမယ်ဘာလို့ကို သိရမှာလဲဆိုတော့ဝိပဿနာရှုဖို့တိခိုင်းတာပြောဘာလို့မှလဲဝိပဿနာရှုဖို့တိခိုင်းတယ်ဒီယုံနဲ့ဝိပဿနာရှုရမယ်ဒါတိစရာလို့ပြောတာအကြောင်းကျိုးကလည်းတိစရာလို့ပြောတာဝိပဿနာရှုနေတဲ့အချိန်မှာဒါယုံနဲ့ပဲဒါကအကြောင်းကျိုးပဲရှုတဲ့အချိန်မှာတော့မလုံးနဲ့အဲ့ဒါညံကြသွားအောင် ရှူရမယ်လမ်းကြောင်းမှာရှူရမယ်ဒါလို့ရှူရမှာကဘာလဲဆိုတော့အပြက်ကိုရှူရဘာလဲအပြက်ကိုရှူရဘာသူ့အပြက်လဲယုတ်ခန္ဓာအပြက်ယုတ်နံအပြက်ယုတ်အပြက်နံအပြက်ယုတ်နံအပြက်အဲ့ဒါကြတော့တခြားနာရှူတရားလားရှူတရားယုတ်နံကကြတော့တိတရားအဲ့ဒါကိုရှူတိုက်လို့ပြက်ထာမှာရှူတရားရှုပ်တော့ရှုပ်တယ်တိတရားနဲ့ရှူတရားယုတ်နံအတိတရားပဲ ခန္ဓာ၅ပါးတိတရားလေဒါမှမဟုတ်ရှုနေတဲ့အချိန်မှာအဲ့ဒါကြီးကိုတိနေလို့မရဘူးမင်းကပြောတယ်ရုပ်ကိုရုပ်တိုင်းတိနေတယ်နာမ်ကိုနာမ်တိုင်းတိနေရင်တမထဖြစ်နေတာဘို့လို့ရှုတရားကြတော့ရုပ်ရှုလို့ရုပ်တွေ့ရမှလားရုပ်ရဲ့အပြစ်လားအဲအဲ့ဒါကြတော့တခြားနာရှုတရားလားအဲ့ဒါကြတော့ရှုလိုက်တာရှုလိုက်တာပထမကတိတရားတိတရားကိုတိပြီးတော့ရှုလိုက်တော့အဲ့ဒီတိတရားတခြားလားအပြက်လားအပြက်အပြက်ကတခြားလားအနေစာလား အနေစာအနေစာတခြားလားခံတာလားအဲ့ဒီအနေစာတခြားလားနှိမ့်ဆက်တာလားနှိမ့်ဆက်တာမလို့ဒုက္ခလားဒုက္ခလားဒါဆိုရင်အပြက်ကအနေစာနှိမ့်ဆက်တာကဒုက္ခတားလို့မရတာကအနန္တလက္ခဏာဘယ်နှပါလဲရှုလိုက်တယ်လက္ခဏာဘယ်နှပါလဲရှိုင်းလိုက်တယ်လက္ခဏာဘယ်နှပါလဲအဲ့ဒီရှုရှိုက်နေတာဖြစ်ပြီးပြက်လို့ဘာသက်စာဒုက္ခသက်စာမမြဲလို့အနေစာမမြဲလို့အနေစာ ဟဲ့မရှုနဲ့ဟဲ့မဆိုင်နဲ့တားလို့ရလားမရလို့အနတ္တလက္ခဏာဘယ်နှပါလဲခွဲတရားလို့လားတစ်ချက်ရှုတာနဲ့လက္ခဏာဘယ်နှပါလဲသတိပ္ပဏဘယ်နှပါလဲခန္ဓာဘယ်နှပါလဲအတွဲနိုင်ဝင်နေတယ်လို့မှတ်ခွဲဟောနေတာမဟုတ်ဘူးဒါပေမဲ့လမ်းကြောင်းအနေနဲ့တော့ခွဲပြတယ်ဖြစ်စဉ်ကတော့အတူတူပဲဖြစ်စဉ်ကတော့အတူတူပဲအနိစ္စဟောတတ္တဒုက္ခဟောတတ္တအနတ္တဟောတတ္တဇယိုက်နေသွားတာ ။ဇယိုင်းနဲ့သွားတာ။ဇယိုင်းနဲ့သွားတာ။ဒါပေမဲ့တကယ်တမ်းတော့အတူတူပဲ။နာမည်ပြောင်းသွားတယ်။အနိစ္စကိုချုလို့အာသန်တဲ့ပုဂ္ဂိုလ်ကအနိစ္စရှု။အနိစ္စရှု။အနိစ္စရှုလို့အာမတန်တဲ့ပုဂ္ဂိုလ်ကဒုက္ခရှု။ဒါကြောင့်ဒုက္ခသစ္စာလို့ပြောတယ်။ဟဲဒုက္ခသစ္စာလို့ရှုတယ်လဲပြောသေးတယ်လက္ခဏာကြီး၃ပါးမြင်တယ်လဲပြောသေးတယ်လို့နောက်ကြတော့ဒါလေးတေတုယေဝံဓမ္မေတုနိစ္စတင်ညာတိပဇဟနဝတေနအဲ့ဒါလက္ခဏာကြီး၃ပါးကိုပြောတယ် ရှုတာဒုက္ခသစ္စာလို့လည်းပြောတယ်ခန္ဓာပါသစ္စာလဲဒုက္ခသစ္စာတခြားလားအရှုခံတာအရှုခံအရှုခံဒုက္ခသစ္စာလို့လည်းပြောတယ်လက္ခဏာ၏၃ပါးလည်းပါလာပြန်ပြီလို့မေးစရာရှိလာတယ်ဟုတ်ပြီနော်အခုတန်တရားကိုရှင်းလာမရှင်းတာလဲတန်တရားရှင်းတာတန်တရားရှင်းရှင်းမှညံလင်းမှမလို့တပည့်တို့ကတပည့်တို့ကရှုနေတာဘလို့လဲသူများကပြောတယ်အိဋ္ဌာရှုလို့ပြောတယ်ဒုက္ခအနတ္တလက္ခဏာ၏၃ပါးလို့ပြောတယ်တချို့ကသတိပြန်၄ပါးလို့ပြောတယ် ခန္ဓာ၅ပါးရုပ်ရှုလို့လည်းပြောတယ်ဝေဒနာရှုလို့လည်းပြောတယ်အေးအဲ့ဒါတွေအားလုံးကတပေါင်းတည်းလို့ပြောချင်တာအပေါင်းလိုက်ကြီးအတွဲလိုက်ကြီးတစ်ချက်သာရှုရှုရမယ်မဲ့ခင်၅ပါးသာပြည့်ပစေအနိစ္စလည်းအဲ့ထဲပါတယ်ဒုက္ခလည်းအဲ့ဒီထဲမှာပါတယ်အနတ္တလည်းအဲ့ထဲမှာပါတယ်သတိပညာ၄ပါးလည်းပါတယ်ခန္ဓာ၅ပါးလည်းပါတယ်မဲ့ခင်ဘယ်နှပါးလဲ၅ပါးတစ်ချက်ရှုဖို့ပဲဘာလို့ခေါ်လဲရှုဖို့ပဲလို့လေအဲကြောင့်ဒီလမ်းကမဲ့ခင်လမ်းလို့ပြောတာ သဘောကျလားအဲ့တော့ခုနကပြောတယ်ဒါကအတွဲတိုင်းဖြစ်နေတယ်အတွဲတိုင်းဝင်နေတယ်လို့ပြောတာအခုအဲ့ဒီလိုပြောခြင်းအပြင်ဒိဋ္ဌိရကတ်ကုန်မကတ်တော့ပုဂ္ဂိုလ်တ attva ထင်သေးလားမထင်တော့ယောဂီဒီလာခြင်းဆရာလေးဘုန်းကြီးယံထင်သေးလားဒီထက်မှလည်းမပါဘူးလေဟောနေလည်းမှလည်းမပါဘူးမပါတဲ့အတွက်ဘယ်သူပြုတ်နိုင်တက်တက်ကရာဒိဋ္ဌိပြုတ်နေတယ် ဘာမြင်နေတာလဲလို့မြည်ရော့ဖြစ်ပြဲမြင်နေတယ်အနုဘောဓာဉာဏ်နဲ့မြင်လားရောအနုဘောဓာဉာဏ်နဲ့မြင်နေတယ်ကိုယ်တိုင်းမြင်တာတော့မဟုတ်ဘူးကိုယ်တိုင်းမြင်တာတော့မဟုတ်ဘူးရှေ့ကဟောပေးနေရင်းနဲ့သိလိုက်နေတာဟုတ်လို့အနုဘောဓာအနုဘောဓာအဆင့်နဲ့အော်ဟုတ်ပါလားဆိုတော့ငါလည်းမထင်တော့ဘူးသူလည်းမထင်တော့ဘူးယောဂီမထင်တော့ဘူးဆရာလည်းမထင်တော့ဘူးဦးဇင်းဘုန်းကြီးယဟန်မထင်တော့ဘူး ခန္ဓာလို့ထင်တာကဲဘလောက်ကောင်းလိုက်လဲဘလောက်အကျိုးရှိလိုက်လဲလို့ပြောချင်တာအဲ့ဒါသာသနာတွင်တရားလို့ပြောချင်တာအဲ့ဒါကို ထောက်ပြီးတော့ပြောချင်တာဓမ္မသာသနာတွင်လို့ပြောချင်တာအဘုန်းကဟာလျာရုံနံမကွဲဘူးရုံနံမကွဲရင်ဖြစ်ပြက်မြင်မလားလုံးသမ ्या တခြားလားငါပဲလားငါလူလားဘသူရမှာလဲငါလူလားငါရမှာပေါ့ငါလူလားဘသူရမှာလဲငါချင်းကွဲတာလားဆက်တာလား ။ဘာဒိဋ္ဌိလဲ။သတ္တရာဒိဋ္ဌိ။ဒိဋ္ဌိပါတယ်လို့ပြောတာ။အခုကြတော့အဲ့ဒါပါသေးလား။ဒါကြောင့်တခြားနာဝိပဿနာလား။ဘု து ကိုကြည့်ရတာလေ။ခန္ဓာကိုကြည့်ရတာ။ကဲဟုတ်ပြီ။အဲ့ဒီလိုကြည့်လိုက်တော့ဘုရင်ကပြောတယ်။ရှုတော့ကဖြစ်တယ်။ရှုတော့ကဖြစ်တယ်။ရှုလို့ပြီးတော့ပြက်တယ်။အထင်လားသဘောလား။သဘော။အထင်လားသဘောလား။အဲ့ဒီပြက်တဲ့အရာလေးကိုမြင်လားဖြစ်လာတဲ့အရာကိုမြင်လားမမြင်ရလို့ နေတတ္တာနေစီဝါတဘာဝအထေလုံရတန်တန်ပုံဟန်နမိတ်ကင်းနေတယ်အဲ့ဒါပါဠိပြောတာတကယ်လုံငန်းမှာအဲ့ဒီရှူတဲ့စိတ်ကလေးပြရတာမရှိလို့မရတာလားရှိလျက်နဲ့မရတာလားရှိလျက်နဲ့မရတာမလို့နေတတ္တာနေစီဝါတဘာဝအဲ့ဒါကိုပရမတ္ထဆစ်ဆစ်လို့ပြောတယ်ရှိတော့ရှိတယ်ပြလို့မရဘူးရှိတော့ရှိတယ်ပြလို့မရဘူးရှူတော့ရှူတယ်ပြလို့မရဘူးဖြစ်တာလည်းသိတယ် က်ထားလဲသိတယ်ပြပါဆိုတော့အရာအထည်ရှိလို့လားမရှိလို့လားမရှိလို့ပါအဲ့ဒါနေတတနေစီဝါသဘာဝပေါ့ပါဠိကိုရွတ်ပြီးတော့ရှောက်ခေါ်နေလို့ရှင်တမျိုးပြောင်းသွားမှာဆိုလို့လုပ်ငန်းထဲမှာပါဠိကိုထည့်လိုက်တော့အော်ရှူလိုက်တယ်မင်းတို့ဤလိုရှူလိုက်တယ်အခုရှူရှိုင်းနေတရားထိုင်တာတရားနာနေတာလေဒါပေမဲ့အဲ့ဒီရှူစိတ်ပြလို့မှမရတာအဲ့ဒီရှူတာလေးပြလို့မှမရတာပြလို့ရလားမရှိဘူးလားရှိလားရှိတာတော့မရှိဘူးလားဒါဆိုအထည်ရှိလို့လားအထည်မရှိလို့လား အထဲရှိလို့လားမရှိလို့လားမရှိလို့အထဲမရှိလို့ရောအထဲမရှိလို့ရှူတော့မရှိဘူးလားရှူတော့မရှိဘူးလားရှိုက်လည်းမရှိုက်ဘူးလား